ားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့ထိုင်းနိုင်ငံမှာနေထိုင်ခွင့်ဗီဇာအမျိုးအစားတွေအကြောင်းကျွန်တော်သိထားသလောက်ပြောပြပေးသွားပါမယ်ဗျထိုင်းမှာရွှေ့ပြောင်းအခြေချဖို့စိတ်ကူးရှိတယ်ဆိုရင်ကိုယ်နဲ့ใกล้ညီအဆင်ပြေတဲ့ဗီဇာအမျိုးအစားကိုရွေးချယ်ပြီးတော့ရှောက်ထားလို့ရအောင်ပါဗျပထမဦးဆုံးကတော့ tourist visa ပါ tourist visa ကထိုင်းနိုင်ငံမှာရက်ကြကြလဲပတ်ချင်တဲ့သူတွေအတွက်ထုတ်ပေးတဲ့ visa ပါသူကတက်တန်း2လရ60ရပါတယ်ထိုင်းနိုင်ငံတည်းရောက်ပြီးလို့ ရ60ပြည့်ပြီးရင်ရပောင်း30တလားတတန်းတိုးနေထိုင်ခွင့်ရှိပါတယ်အဲ့ဒါကြောင့်တိုးရီဗီဇာလျှောက်ပြီးတော့ထိုင်းနိုင်ငံထဲကိုဝင်လာမယ်ဆိုရင်နေထိုင်ခွင့်3လရပါမယ်ဗျတိုးရီဗီဇာလျှောက်မယ်ဆိုရင်တော့ကိုရောက်နေတဲ့နိုင်ငံရဲ့ထိုင်းတန်ရုံမှာတွားလျှောက်လို့ရပါတယ်မြန်မာနိုင်ငံမှာနေတဲ့သူတွေအတွက်ကရန်ကုန်မြို့မှာထိုင်းတန်ရုံရှိပါတယ်အဲ့ဒီမှာတွားလျှောက်လို့ရပါတယ်ဗီဇာလျှောက်ဖို့အတွက်လိုအပ်ချက်တွေကတော့ပတ်စပို့တက်တမ်း6လကျန်ရမယ်ဗီဇာဖောင်မှာဖြည့်ရမယ့်အချက်အလက်တွေဖြည့်ထားရမယ်ပတ်စပို့ဓာတ်ပုံ လေရင်လက်မှတ်အသွားပြန်နေထိုင်ဖို့အတွက်ဟိုတယ်ဘုတ်ကင်ဒါမှမဟုတ်အိမ်ငှားထားရင်လည်းအိမ်ငှားစာချုပ်ပြရပါမယ်။ဘန်စာအုပ်ထဲမှာ လူတစ်ယောက်အတွက်ဘန်2000နဲ့ညီမျှတဲ့ပမာဏမိသားစုလိုက်လျှောက်တာဆိုရင်ဘတ်4000နဲ့ညီမျှတဲ့ပမာဏရှိတဲ့ဘန်စတိတ်မန့်ပြရပါမယ်ဗျ။တန်ယုံမှာဗီဇာကြီးဒေါ်လာ40တွင်းရပါမယ်ဗျ Business Visa, Non Immigrant B Visa, Non B Visa ကတော့စီးပွားရေးဒါမှမဟုတ် အလောက်ကိုင်းအတွက်ထုတ်ပေးတဲ့ဗီဇာပါခင်ဗျဒီဗီဇာမှာကအမျိုးအစားနှမျိုးရှိပါတယ်တစ်မျိုးကတော့ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်ငန်းတွေထူထောင်မဲ့သူတွေအတွက်ထုတ်ပေးတာဖြစ်ပြီးတော့နောက်တစ်မျိုးကထိုင်းနိုင်ငံမှာအလုပ်လာလုံးပဲနိုင်ငံခြားတွေကို ထုတ်ပေးတာဖြစ်ပါတယ်ဒီဗီဇာရဲ့သက်တမ်းကရပ်ပေါင်း90ဖြစ်ပြီးတော့သက်တမ်းကုန်ရင်9ရက်သက်တမ်းသွင်းဝင်ရှိတယ်လို့တိထားပါတယ်ဗျဒီဗီဇာကိုထုတ်ပေးရတဲ့ရည်ရွယ်ချက်က စီးပွားရေးလုပ်ငန်းလုပ်ကင်မဲ့သူဆိုရင်လည်းသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေစတင်ဖို့အတွက်ထိုင်းနိုင်ငံမှာရ60လာနေတဲ့အတော်အတွင်းစာပြက်စာတမ်းကိစ္စတွေလုပ်ဆရာရှိတာလုပ်ဖို့ထုတ်ပေးတာဖြစ်တဲ့အလုံသမားဆိုရင်လည်းလိုအပ်တဲ့စာပြက်စာတမ်းတွေပြင်ဆင်ပြီးတော့ဘောပါမဲလျှောက်တာအလုံလုပ်ကင်ခွင့်တွေအတွက်ပြီးစီအောင်လုပ်ဖို့ပါဒီရ60အတွင်းမှာရေရှည်နေထိုင်ဖို့အတွက်အလုံလုပ်ဖို့အတွက်လိုအပ်တဲ့ဗီဇာမျိုးစားတွေဖြစ်တဲ့ one year non immigrant business visa ဒါမှမဟုတ် 1 year business visa တို့လို visa အမျိုးအစားတွေကိုပြောင်းရမှာဖြစ်ပါတယ်ဒီ visa ကိုလျှောက်ထားဖို့အတွက်ကလည်း tourist visa လျှောက်သလိုပါပဲထိုင်းတန်ယုံတွေမှာလိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့လျှောက်ရမှာဖြစ်ပါတယ် investment visa investment visa ကိုတော့တော်တော်များများကထိုင်းမှာကွန်ဒိုခန်းတွေဝယ်လိုက်ရင် နေထိုင်ခွင့်ပေးတဲ့ visa လို့တည်ထားကြမှာပါ ထိုင်းနိုင်ငံမှာဘတ်ဆယ်တန်ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ထုတ်ပေးတဲ့ visa အမျိုးအစားပါ ဘတ်ဆယ်တန်းကိုကွန်ဒိုဝယ်တာဖြစ်ဖြစ်တခြားရင်းနှီးမြှုပ်နှံမှုတွေမှာဖြစ်ဖြစ်ထိုင်းဆိုးရရဲ့ဘွန်းတွေကိုဝယ်ယူတာဖြစ်ဖြစ်မှာတုံးတဲ့သူတွေကဒီဗီဇာကိုရမှာဖြစ်ပါတယ်ဒီဗီဇာကဆက်ဆခြင်းမှာ3လရမှာဖြစ်ပြီးတော့နောက်ပိုင်းမှာနှစ်စဉ်သက်တမ်းတိုးလို့ရတယ်လို့သိရပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ထိုင်းနိုင်ငံအသွေးမှာရင်းနှီးမြှုပ်နှံထားတဲ့ပမာဏကအမြဲတမ်းဘတ်ဆယ်တန်းရှိနေရပါမယ်ဒီဗီဇာကန်ဆောင်ထားတဲ့သူကထိုင်းနိုင်ငံမှာ လာခသာအလုပ်တွေလုပ်ကင်ခွင့်ရှိမှာမဟုတ်ပါဘူး education visa ed visa ကတော့ရှင်းပါတယ်ထိုင်းနိုင်ငံမှာတက္ကသိုလ် college ဒါမှမဟုတ်သင်တန်းကျောင်းတွေအလုပ်တင်ဆင်းတာစသဖြင့်တွေအတွက်ထုတ်ပေးတဲ့ visa မျိုးစားပါတက္ကသိုလ် college တက်တဲ့ကျောင်းသားတွေရှိသလိုကျွန်တော်တို့အချို့မြန်မာတွေက ထိုင်းဘာသာစကားသင်တန်းကျောင်းတွေတက်ပြီးတော့ဒီ ed visa ကိုကန်ဆောင်ထားသူတွေများပါတယ် ed visa ကတော့ထုံးစံအားဖြင့် ရပောင်း60တက်တန်းစားရပါတယ်။နောက်ပိုင်းမှာကိုတက်တဲ့ကြောင်းပေါ်မူတည်ပြီးတော့တက်တန်းသိုးသွားလို့ရပါတယ်။တက်တဲ့ကြောင်းတင်တဲ့အမျိုးအစားတွေပေါ်မူတည်တာမျိုးဗီဇာဘယ်လောက်ရမယ်ဆိုတာအတိအကျပြောလို့မရပါဘူး။လျှောက်ထားဖို့အတွက်ကတော့ထုံးစံအတိုင်းပဲ passport လိုမယ်။ဗီဇာဖောင်ဖြည့်ထားရမယ်။ပညာရေးဝန်ကြီးဌာနကကိုယ့်ကိုကျောင်းသားအဖြစ်လက်ခံကြောင်းစာလိုမယ်။တခြားလိုအပ်တာတွေလည်းရှိသေးပေမယ့်လိုအပ်ချက်တွေအားလုံးကိုကျောင်းဘက်ကလုပ်ပေးတာမျိုး စိတ်ပူစရာမရှိပဲရှောက်ရတာလွယ်ကူပါတယ်ထိုင်းနိုင်ငံ ပြင်ပကထိုင်းတိုင်ယုံတွေမှာရှောက်ထားနိုင်တယ်လို့ထိုင်းနိုင်ငံအသွင်းရောက်နေသူဆိုရင်လည်းကိုလက်ရှိကန်ဆောင်ထားတဲ့ဗီဇာမျိုးစားကနေ ED ဗီဇာကိုပြောင်းပြီးတော့ရှောက်လို့ရပါတယ် marriage visa ထိုင်းမျိုးသားဒါမှမဟုတ်ထိုင်းမျိုးသမီးနဲ့လက်ထပ်ထားတဲ့နိုင်ငံခြားသားအိမ်အောင်ဘက်တွေကိုထုတ်ပေးတဲ့ဗီဇာပါထိုင်းနိုင်ငံပြင်ပကထိုင်းတန်ယုံတစ်ခုခုမှအရင်ဦးဆုံးရက်60ရတဲ့ နန် immigrant O visa ရောက်ဖို့လိုရပါမယ်။ visa ရပြီဆိုရင် visa အသက်ဝင်ဖို့အတွက်ထိုင်းနိုင်ငံထဲကိုဝင်ရောက်ရပါမယ်။ထိုင်းနိုင်ငံထဲရောက်ပြီးရင်တော့ရထားတဲ့ရက်60အတွင်း visa ကိုတစ်နှစ်သက်တမ်းတိုးလျှောက်လို့ရမှာဖြစ်ပါတယ်။ပြီးရင်တော့နှစ်တိုင်းတစ်နှစ်စီသက်တမ်းတိုးလို့ရပါတယ်။ထိုင်းနိုင်ငံမှာ3နှစ်နေပြီးရင်တော့ permanent resident လျှောက်လို့ရမယ်လို့သိထားပါတယ်။လျှောက်ထားဖို့လိုအပ်ချက်တွေကတော့ visa ဖောင်ဖြည့်ရမယ်၊ passport လိုမယ်၊ထိုင်းလက်ထပ်စာချုပ် ထိုင်းလူမျိုးဇနီးတဲ့ရဲ့ ID ကတ်ဇနီးတဲ့ရဲ့နေထိုင်ရာအထောက်ထားစာရွက်စာတမ်းပြီးရင်တော့ဘတ်၄သိန်းအထက်ရှိတဲ့ bank statement ၃လသာဒါမှမဟုတ် ဝင်ငွေတစ်လကိုဘတ်၄တောင်းရှိကြောင်းအထောက်ထားလို့လိုပါမယ်ကိုကထိုင်းမျိုးသားနဲ့လက်ထပ်ထားတဲ့အမျိုးသမီးဆိုရင်တော့လားစင်ဝင်ငွေတို့ဘာတို့လို့စီးပွားရေးကိစ္စတွေပြစရာမလိုပါဘူးအမျိုးသားဖြစ်သူရဲ့ income tax ကိုပြရင်ရပါပြီ retirement visa ကတော့အငြိမ်းစား visa ပါ အသက်50အထက်ရှိတဲ့လူကြီးတွေကိုပဲထုတ်ပေးပါတယ်။ Retirement Visa နဲ့ထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်မရှိပါဘူး။ Visa ကိုတော့ထိုင်းနိုင်ငံအသွင်းမှာဖြစ်စေ၊ထိုင်းနိုင်ငံပြင်ပကထိုင်းတန်ယုံတစ်ခုခုမှာဖြစ်စေရှောက်ထားလို့ရပါတယ်။ Retirement Visa မှာတစ်နှစ် Visa နဲ့၅နှစ် Visa ဆိုပြီးတော့နှစ်မျိုးရှိပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတစ်နှစ် Visa ပဲရတာမို့အဲ့ဒီတစ်နှစ်အကြောင်းကိုပဲပြောပြပါမယ်ဗျ။ Retirement Visa ကထိုင်းနိုင်ငံအသွင်းမှာတစ်နှစ်နေထိုင်ခွင့်ရပြီးတော့ နှစ်စဉ်တက်တန်းတိုးလို့ရပါတယ်ဗီဇာ၆ထားဖို့အတွက်လိုအပ်ချက်တွေကတော့အသက်50အထက်ဖြစ်ရမယ်တချို့တော့ယောဂါတွေမရှိသူဖြစ်ရမယ်အဓိကကတော့ထိုင်းဘဏ်အကောင့်ထဲမှာဘတ်ရှစ်တိန်2လထားရတဲ့ဘန်စတိတ်မန့်လိုမယ်ဒါမှမဟုတ်ရင်လစဉ်ဝင်ငွေဘတ်6000ဝယ်ရှိကြအောင်အထောက်ထားလိုပါမယ်3လအတွင်းရယူထားတဲ့ကျန်းမာရေးလက်မှတ်ရှိရပါမယ် smart visa ကတော့အခုနောက်ပိုင်းထုတ်ပေးလာတဲ့ ဗီဇာပုံစံအတိတ်တမျိုးဖြစ်ပါတယ်။အရေးချင်းရှိတဲ့ပညာရှင်တွေ၊ယင်းနီးမြုပ်နှံသူတွေ၊ထိုင်းနိုင်ငံမှာတတ်မှတ်ထားတဲ့ကဏ္ဍတွေမှာယင်းနီးမြုပ်နှံမဲ့စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကိုထုတ်ပေးတဲ့ဗီဇာမျိုးစားပါ။စမတ်ဗီဇာရတဲ့သူကထိုင်းနိုင်ငံမှာ၄နှစ်လောက်ထိနေလို့ရမယ်။ဗီဇာနဲ့တခြားအခွင့်အရေးတွေလည်းရနိုင်ပါတယ်။စမတ်ဗီဇာအတွက်တတ်မှတ်ထားတဲ့ကဏ္ဍတွေအများကြီးရှိပေမဲ့လက်ရှိမှာစမတ်ဗီဇာကန်ဆောင်ထားတဲ့မြန်မာအများစုကတော့ဤပညာပိုင်း ID ပိုင်းတွေကလူတွေပါ။ smart visa အမျိုးအစားကလည်း၅မျိုးရှိပါတယ် smart d smart i smart e smart s smart o ဆိုပြီးတော့၅မျိုးရှိပါတယ် visa အမျိုးအစားလိုက်လျှောက်ထားဖို့လိုအပ်ချက်တွေကြွားသွားပါမယ်ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာတော့အသေးစိတ်မပြောတော့ပါဘူးဗျနောက်မှ smart visa အကြောင်းတည်တံ့ဗီဒီယိုလုပ်ပြီးတော့ပြောပြပေးပါမယ်အခုဒီနေ့ကျွန်တော်ပြောပြသွားတာမှာ visa အမျိုးအစား5မျိုးရှိပါတယ်ထိုင်းနိုင်ငံမှာရေရှည်နေထိုင်မှုအခြေခံလုပ်တာ ဘလူးကော်လာလုံသမားတွေကိုထုတ်ပေးတယ်နန် LA လို့ဗီဇာမျိုးတွေအပါဝင် တခြားဗီဇာမျိုးစားတွေလည်းရှိနိုင်ပါသေးတယ်နန် LA ဗီဇာအကြောင်းကိုပြောထားတဲ့ဗီဒီယိုတွေတင်ထားပေးပူတာရှိတာမို့အခုဗီဒီယိုထဲမှာတော့ကျွန်တော်ထည့်မပြောပေးတော့ပါဘူးဗျအခုဗီဒီယိုမှာကျွန်တော်ပြောသွားတဲ့အချက်တွေကလည်းအတူတူသဘောမျိုးပဲပြောထားတာမို့လိုအပ်ချက်တွေမပြည့်စုံတာတွေရှိနေမှာအမှန်ပါပဲဗီဇာတစ်ခုချင်းစီအလိုက်လိုအပ်ချက်တွေကလည်း ကိုလျှောက်ထားတဲ့ immigration ပေါ်မူတည်ပြီးအနည်းနဲ့အများဆိုလို့ကြွားချနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြှောက်ပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ